အာဒီနေ့တော့ခင်ဗျားတို့မြန်မာတွေကပြောနိုင်တော့ဗျာကျွန်တော်ဒီလောဆယ်အိန္ဒိယက foreign တခုကိုတက်တယ်တက်နေတော့ရုပ်သံမမှိပါဆိုလို့ကျွန်တော်နှမ်းပြောတာအခုဒီမှာကအိန္ဒိယစံတော်ချင်းကပြောမယ်ဆိုရင်ဒီမှာကည6နှစ်ကျွန်တော်6နှစ်ကျော်ပဲရှိပါသေးတယ်6နှစ်6မိနစ်ပေါ့ဟိုမှာကမြန်မာပြည်မှာ corona ကြီးကျော်နေပြီအဲကျွန်တော်ရုပ်သံပြောဖို့မမိတော့ကျွန်တော်တို့ဒီဘက်မှာ corona ကြီးမှာနောက်တစ်နိုင်မှာကျွန်တော်တင်လာရှိရောမမိတော့တဲ့အတွက်ကျွန်တော်မိတဲ့ချိန်နဲ့နှမ်းပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရောက်ရနေရကျွန်တော်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကရှားမဟုတ်ဘူးဗျလူလူချင်းတစ်ခုတော့ပြောရမယ်မနေ့ကတော့ကျွန်တော်တို့ online မှာတက်လာတဲ့ဒီ ရင်ထင်းရဲ့ကိစ္စပေါ့အားလုံးသိတဲ့အတိုင်းရင်ထင်းရဲ့မော်တော်ဘီကယ်ကဟိုဖမ်းတဲ့ကိစ္စပေါ့မော်တော်ဘီကယ်ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကားကကားမောင်းသမားကဟိုက်ချက်နဲ့ကားမောင်းသမားမောင်းပြေးသွားတဲ့ကိစ္စလေအဲ့ကိစ္စဆိုရင်ကျွန်တော်တေချာဒီရဲတပ်ဖွဲ့ဝင်နေပါတယ်တေချာကျွန်တော်လုံးရုံးအဖွဲ့တွေမိခိုင်းပါတယ်မိခိုင်းရုံးအဖွဲ့တွေရှင်းတက်လာတဲ့တရင်ညာဆိုရင်တော့ဒီရင်ထင်းရဲ့ကတော့ဒီပါရီလမ်းပေါ်လှိုင်းပါရီလမ်းပေါ်မှာလှိုင်းမြို့နဲ့ပါရီလမ်းပေါ်မှာသူဖမ်းချက်ရှိတယ်ဖမ်းတယ်အဲဖမ်းပေမဲ့အခြားတစ်ဖက်မှာပါဖြစ်လေဆိုတော့ သူဖမ်းတဲ့ဟာကိုတစ်ဖက်ကအဖမ်းမခံမဲနဲ့အရင်တည်းရဲ့လက်ကိုချိန်ပြီးတော့ကားပေါ်ကိုတင်ပြီးတော့မောင်းပြေးသွားတဲ့သဘောမျိုးလို့ကျွန်တော်သိရတယ်။အဲ့တော့ဒီဒီဗီဒီယိုဖိုင်စတင်တဲ့သူကလည်းဒီဖြိုးတန်တာဆိုတဲ့အညီမလေးတောက်ပါသူကဆိုရှယ်မီဒီယာပေါ်မှာတက်တော်ပေါ်မှာသူဒီအာဒီတက်တော်ကလူငယ်အကြိုက်ဟိုအားလေးဘလော့လေးတွေပြောနေတဲ့ကလေးမလေးတောက်ပါအဲ့ညီမတောက်ပါသူတင်ထားတာတွေ့ရတယ်သူတင်ထားတွေ့ပြီးမှကျွန်တော်ကြည့်လိုက်ပြီးတော့မှတော်တော်လေးဒါတော်တော်ရုပ်ဆုပ်ရုပ်ပေါ်တော့တွေ့ရတယ်အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ရင်ရင်ထင်းရဲ့ ဘက်ကပဲကျွန်တော်ရက်တည်ပါတယ်ဘာလို့လဲဆိုတော့ဒီကားမောင်းသမားတို့မှရိုက်နေလို့ကျွန်တော်တို့သတ်မှတ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒီ post ပြောသနာတင်တဲ့ post ရအောင်မှာလူတွေဝိုင်းပြီးရေတင်းရဲနဲ့ပတ်သက်ပြီးတော့ပြစ်တင်ထားတာရှိပါတယ်ကျွန်တော်ပုံအမြင်ပြောရရင်တော့ရေတင်းရဲတွေကကားမကားကားမရေးစရင်ပတ်စံတွေတောင်းနေတောင်းနေဆိုတဲ့ကိစ္စရေတင်းရဲတွေကကားမရေးစရင်ပတ်စံတောင်းနေဆိုတဲ့ကိစ္စကတတ်တတ်တလိုင်းထားပါအခုဒီကိစ္စကကြတော့ရေတင်းရဲကရေတင်းရဲကကားမရှယ်နေသူ့ရဲ့ဒီ license တွေတောင်းစစ်တယ်စစ်တဲ့အချိန်မှာသူ့ရဲ့လိုအပ်ချက်တောင်းစစ်တဲ့အချိန်မှာ ကောင်းကောင်းမအစ်ခံရပါလေနဲ့အစ်မခံမနဲ့ရင်ထင်းရဲကိုကောက်ရင်ထင်းရဲကိုဒီရင်ထင်းရဲကိုသူကလက်ကိုအတင်းဆွဲပြီးကောက်ဆော့မောင်းပြီးတဲ့ပုံစံမျိုးကြတော့ရင်ထင်းရဲမတော်တဆအသက်ထွက်သွားနေတည်သွားနိုင်ပါလေမတော်တဆကညံ့ပြီးတည်သွားနိုင်ပါလေဒီလိုနေသားမျိုးကြီးနဲ့သူလောက်တာဖြစ်တဲ့အတွက်ဒါကကြတော့တော်တော်လေးကိုဟိုစိုးရတဲ့ပြမှုပါပွန့်လဲစိုးရတဲ့ပြမှုပါအဲ့ကာသမားဘသူလဲကျွန်တော်မသိဘူးဘသူပိုင်လဲကျွန်တော်မသိဘူးစိတ်လဲမဝင်သားဘူးအဲ့ကာမောင်းသမားရဲ့မိသားစုတိုင်းမှာလဲကျွန်တော်စိတ်ဝင်သားဘူးကာမောင်းသမားရဲ့နောက်ခံဘက်ကောင်လဲစိတ်ဝင်သားဘူးဒါပေမဲ့ဥပဒေကိုချိုးဖောက်လို့လို့ခေါ်ပါလေနိုင်ငံဝန်ထမ်းတောင်နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကိုကဒုက္ခပေးတာနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကိုဒုက္ခပေးတာ နောက်ရက်ပေးတာပြီးလို့ရှိရင်ဒါသေးလောက်ခွဲဖြစ်တဲ့ပြစ်မှုတွေကိုသူကျွလွန်သွားတာပြီးတော့သူစီကံချိုးဖောက်မှုရှိတယ်အဲ့တော့ဒီပြစ်မှုတွေကများတယ်အဲ့နဲ့ပတ်သက်ပြီးတော့ရင်ထင်းရက်တက်ဖွဲ့အနေနဲ့လည်းတိတိကျကျပြစ်မှုဖုံးဖို့လိုတယ်အမှုဖုံးဖို့လိုတယ်ရက်တက်ဖွဲ့ကလည်းဒါအောင်ဆောင်ကဖော်ထုတ်ဖို့လိုတယ်ကျွန်တော်သိရတော့ဒီနေ့တော့ရက်တက်ဖွဲ့ကအဲ့ဒီလူသွားပြီးတော့ဖမ်းဆီးရိုက်လုပ်တယ်လို့ပြောတယ်မနေ့ကတော့မဖမ်းနိုင်ဘူးထင်တယ်ရက်တက်ဖွဲ့အနေနဲ့ဒီနေ့တော့ဖမ်းဆီးရိုက်လုပ်တယ်လို့သိရတယ်ဆိုတော့ဘာပဲပြောဒီမှုမျိုးမှာတော့တရားဥပဒေစိုးမိုးကြီးကိုပြည်အသားပြဖို့လိုပါတယ်ရင်ထင်းရက်တွေကသူလမ်းမှာကားတွေကိုတားပြီးတော့ပတ်စံတောင်းတာဘာညာကဒါနောက်ပိုင်းမှာအာဏာပိုင်ရဲ့အကြီးကျယ်မှုကိစ္စအဲ့ဒါသက်သက်ကိစ္စပါ အခုဒီကိစ္စမှာတော့ကျွန်တော်ရင်းနှီးရဲ့ဘက်ကတော့ယက်တည်ပါတယ်အဲ့တော့ကျွန်တော်နှစ်ပိုင်းပြန်ခွဲပြီးတော့ခါတော့နားလည်မထင်ပါနဲ့ကျွန်တော်အမြန်ပြောရအောင်လို့နားလည်မထင်ပါနဲ့နောက်ဒုတိယတစ်ခုကတော့ကျွန်တော်အမြင်မတော်တဲ့ကိစ္စပါတဝဲမှာဖြစ်တဲ့ကိစ္စတဝဲမှာဖြစ်တဲ့ကိစ္စကတရားဟောဆရာတဝဲကတရားဟောဆရာဆိုတော့ပုံပုံပေါ့အဲ့လိုတော့အခုလောဆယ်ဖမ်းလိုက်ပြီးလို့သိရပါတယ်တဝဲမှာပြားဟိုတဝဲမြို့နယ်ဝဲချွန်းဝဲချွန်းထိန်လေရက်ကွက်အဲ့လင်းကွင်းလမ်းဆိုအဲ့လမ်းမှာနေထိုင်တဲ့အဲနေထိုင်တဲ့ပုဂ္ဂိုလ်ကအဲ့မှာသာသနာအဆောက်အအုံကြီးဆောက်ပြီးတော့ရိတ်တာဖွင့်ပြီးတော့ပလီမော်တက်ပြီးတရားဟောတယ်အဲ့ပုဂ္ဂိုလ်ကဥယီချင်းတယ် ဲ့ပုံကူကအဲ့ပုံကူကပလင်မော်တက်တရားဟုတ်လားဟောဒါထီးလူတွေစောင်းနေသာသနာဝါတွေစောင်းနေဆိုတော့ကျွန်တော်တို့သိသလောက်တော့လူပုဂ္ဂိုလ်တွေကသာသနာရဲ့ဟိုဟာတွေကိုစောင်းလို့မရဘူးဗျ။ဘုန်းကြီးဆိုရင်ပြဿနာမရှိဘူး။လူပုဂ္ဂိုလ်ကသာသနာဝါစောင်းလို့ဆိုတော့ဒါဖန်စီထိန်းသိမ်းရမယ့်ကိစ္စဖြစ်လာတယ်။အခုအဥယျာဉ်ချင်းဆိုတဲ့ပုဂ္ဂိုလ်ကိုစက်တင်ဘာ25ရက်နေ့မနေ့ကညနေပိုင်းတော့မှာတက်ဆိုင်ရကဖန်စီထိန်းသိမ်းလဲလို့သိရတယ်။ပြီးတော့ဒဝဲမြို့ရဲ့ရဲစခန်းမှာသူအမှုခွင့်ထားတယ်လို့သိရပါတယ်။ဆိုတော့ဘာပဲပြောဒါတွေကလည်းကျုပ်ကလည်းပြောနေတော့သာသနာရေးနဲ့ပတ်သက်ရင်တော့သာသနာဝါနဲ့ပတ်သက်ရင်ဘာလိုက်နဲ့ပတ်သက်ရင်တော့ဒီကိစ္စအထီးထီးရောက်ခိုင်တွဲတဲ့ကိစ္စ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပွင့်လင်းပြောရရင်တော့ဒီကိစ္စမှာလည်းဒါအစိုးရလုပ်ရတဲ့လုပ်ရကမှန်တယ်လို့ကျွန်တော်နားလည်ပြီးတော့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်သာသနာရေးနဲ့ပတ်သက်ရင်ဆက်ဆံရတာဝန်ရှိသူတွေနဲ့လက်မနေပဲလုပ်ကြပါပြီးခဲ့တဲ့ရပ်ပိုင်းလည်းခံရတဲ့အတိုင်းအဖွားကြီးတယောက်ဟိုသူ့ကိုယ်သူတရားဟောဆရာမလူလူဘာလို့လူညာလို့နဲ့ထပြီးတက်တော်တွေဘာတွေမအောင်တက်လာအဲ့ဒါဟောတယ်သူ့ကိုဖမ်းလိုက်တယ်ရေးယူလိုက်တယ်ဒီလိုပဲရှေ့မှာလည်းလူတွေကလူတွေကဘုန်းကြီးလိုမျိုးတရားဟောလို့ဟောဘုန်းကြီးတွေကလူတွေလိုကျင့်လို့ကျင့်ဒါတွေကရှင်းပြောရတော့ဖောက်ပြဖောက်လဲဖောက်ပြဖြစ်နေတဲ့ကိစ္စတွေပါဒီကိစ္စမျိုးတွေကျွန်တော်တို့တော့လက်ခံလို့မရဘူးအဲ့ဒါကြောင့်သက်ဆိုင်ရာ ဟိုဓမ္မဆက်နဲ့မရရင်အာနာဆက်နဲ့တောင်းပါအာနာဆက်နဲ့ဓမ္မဆက်ကိုပေါင်း30အချင်းလေးတောင်းရမယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်အဲ့တော့ဘာပဲပြောပွန့်လည်းပြောရင်ဒီလိုမျိုးဖန်ဆီးရေးပြီးမှုဖွင့်တာတွေလည်းကောင်းတဲ့ကိစ္စလို့ကျွန်တော်တော့ပြောချင်တယ်နော်ဒါတော့ကျွန်တော်ဒီနေ့အတူတူပြောနေတဲ့ကိစ္စတွေပါနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဟိုပြောရမယ့်ကိစ္စတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟိုစောချစ်သူပေါ့ဘုံကြီးစောချစ်သူရဲ့မီးလို့ခေါ်ပါတယ်ဘုံကြီးစောချစ်သူရဲ့မီးမီးတော်တဲ့မီးပြီးရဲ့အဲမီးတော်ပေါ့ဗျာမွေးနေ့ပွဲဆိုပြီးတော့သူကဟောလုပ်ပြီးတာမွေးနေ့ပွဲဆိုပြီးဘောလုံးပွဲပြိုင်ပွဲကျင်းပါတယ်စောချစ်သူရဲ့မီးပေါ့ မြည်ရတော့ဘောလုံးဘောလုံးမဲ့ဆိုတိုင်ဝင်ချင်းပါတယ်ဘယ်မှာချင်းပါလဲဆိုတော့အာဒီရွှေကုတ်ကိုမြို့တက်ပေါ့မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့တက်မှာဘူဝိဆက်ချစ်သူရဲ့မြည်စောမင်းစောမင်းတီတစ်ခေါ်အာကဆဖူးဆိုတဲ့ပုဂ္ဂိုလ်ကလေးပေါ့အဲ့ကလေးလေတစ်နှစ်သားလေးပဲရှိသေးတယ်သူ့ရဲ့မွေးနေ့အထိမ်းမှန်းဆိုပြီးတော့သူဘူဝိဆက်ချစ်သူကလည်းဒါသူ့မြည်ကိုတော်တော်ချစ်ပုံရပါတယ်အဲ့တော့အဲ့ဖိတ်ခေါ်ဖလားပြောင်းကိုလည်းကျင်းပါပြီသူ့မြည်ရဲ့မွေးနေ့အထိမ်းမှန်းဆိုပြီးအဲ့လိုကျင်းပါတဲ့အချိန်မှာပဲစက်တင်ဘာ25ရက်နေ့မနေ့ညနေပိုင်းကဖြစ်ချင်တော့ကန်ဆိုးသွားပြီးနောက်ဆုံးဘောလုံးပဲကစားတဲ့အချိန်မှာပဲဘောလုံးရဲ့လာကြည့်တဲ့နေရာကအဖောက်အုပ်တောင် ြည့်တဲ့နေရာကကြည့်တဲ့နေရာမှာရှိတဲ့ဆင်ပေါ့အဆင်ပေါ့ခေါင်းမိုးအမိုးပေါ့အမိုးကရုတ်တရက်ပြိုကျလို့အပေါ့ကိုအမျိုးသမီးတက်ပေါ့ထိခဲ့တဲ့အရရှိသွားတယ်လို့သိရတယ်အဲ့တော့မျိုးသမီးအဖေကတုံနဲ့အမျိုးသားနှုတ်ထိတဲ့နေရာရှိသွားတယ်လို့သိရတယ်ဒါလည်းမထုံမနှမ်းမကြုံမကောင်းကြားမကောင်းဖြစ်ရပေါ့နာမည်ကြီးကျင်တော့တာမန်ဘောလုံးပွဲမှာပြိုကျတယ်ထိခဲ့တယ်ဆိုရင်ပြဿနာမရှိဘူးနဲ့ဒါကဘူမီစောချစ်သူဆိုတော့စောချစ်သူဆိုတာလည်းသိရတဲ့အတိုင်းပဲနာမည်ကျော်ပါတယ်နာမည်ကျော်ဆိုတော့သူ့နာမည်ကြားတာနဲ့အကုန်လုံးကပြင်းနေရခေါင်းထောင်လာကြတာဆိုတော့ ်ဝင်းဆော့ချစ်သူလေးတွေလည်းသူ့မြင်းမွေးနေကိုအတွက်အကောင်းလို့ပဲမီဒီယာမှာဟိုးလေးတကြီးတော့ဖြစ်သွားတယ်ပေါ့နော်မွေးနေရမီဒီယာမှာဟိုးလေးတကြီးတော့ဖြစ်သွားတယ်ဆိုတော့ဒီလိုဝင်းဆော့ချစ်သူတွေလည်းတော်တော်စဉ်းစားကြရအောင်တော့သူ့တွေလည်းသူလည်းဘာလို့လို့သူ့ကနာမည်ကိုကျော်နေတော့တာပါပဲကွာဒီလိုပဲပြောအောင်ဖြစ်နေဒါကတော့တခုပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ဒီအဲကျွန်တော်တက်မတော်နံပါတ်3ကောင်းဆောင်ဘူဇီကျော်စွာလင်းပေါ့ဘူဇီကျော်စွာလင်းရဲ့တမီးလို့သိရပါတယ်ဘူဇီကျော်စွာလင်းရဲ့တမီးလို့သိရပါတယ်အဲ့ဘူဇီကျော်စွာလင်းရဲ့တမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခု white coat လုပ်တယ်ဆိုတော့အိစာလေးဒီနေ့ပေါ်လာပါ ရှားတော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သားလင်း sorry ဘုံဘုံကြီးကျော်သားလင်းကျွန်တော်ပြောသွားလို့ပါဘုံကြီးကျော်သားလင်းတတိယနံပါတ်တက်မတော်နံပါတ်3កောင်းဘုံကြီးကျော်သားလင်းရဲ့တမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းကနန်းလင်းလဲဦးလို့ခေါ်မှတည်းသူကဂျိုတိုတက်ကတော်မှာတက်ကတော်တက်နေတယ်ကလေးမလေးပါအဲသူကဂျိုတိုတက်ကတော်မှာတက်နေတယ်ကလေးမလေးပါသူပုံလေးကြည့်တော့လေတကယ်ပြောဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲချောချောလေးဒီကောင်မလေးကချောချောလေးပါဆိုတော့သူကသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ ကျူတိုတက်ကူမှာသူကသူဘလိုပဲဖြစ်ဖြစ်စာအုပ်ပဲကြောင်းတက်ပြီးပညာသင်ကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ကျူတိုယူနီဘာစီတီကိုတခါတည်းပို့စီတင်သူတို့လိုက်ပြီးတော့တက်တီတွဲပြီးတော့ရှင်ကွန်မန့်တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာဒီဘူဇူကြီးဘူဇူကျော်တော်လေးရဲ့သမီးနန်းလင်းလက်ဦးကိုတချို့တက်ကူမှာတက်ခွင့်ပေးတာဟာဒါပွန့်လည်းပြောရင်ပြည်တင်ရှုတ်ချပါတယ်ဒါတွေကဘယ်လိုမလုပ်သိဘူးပေါ့ဗျာစသဖြင့်ပြောတယ်ကျွန်တော်တော့ပွန့်လည်းပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘူဇူကြီးရဲ့သမီးရဲ့ဘူဇူကြီးရဲ့သမီးရဲ့ဘုသူကြီးရဲ့ပညာရေးကဘာသူမဆို ရပိုင်ခွင့်ရှိနေတာဘယ်နိုင်ငံမှမဆိုပညာရေးနဲ့ပတ်သက်ဘု து မှုလို့ကန့်တရားလို့ဆိုမလို့တဲ့အရာအဲ့တော့ပညာရေးကိုတိုက်ပြီးကန့်တက်ပိတ်ပင်နေမယ်ဆိုရင်ဒါပွင့်လဲပြောတော့ပညာရေးကိုပိတ်ပြီးပိတ်ပင်နေသူသားလေးဒီမိုကရေစီကိုနားမလဲတာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွင့်လဲပြောမယ်ဒီဂျပန်ရောက်မြန်မာတွေကအချို့သောမြန်မာတွေကတော်တော်တော့စိုးရယ်ဗျအဲ့လူတွေကြည့်တော့လေသူတို့က overstay ဖြစ်ဖို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လေဒီဂျပန်နိုင်ငံနဲ့ခံထားတဲ့လူတွေသို့မဟုတ် ဂျပန်မှာ PR နေတဲ့သူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစစ်စစ်တွေမဖြစ်နိုင်ဘူးเนาะအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးတွေဆိုလဲကျွန်တော်တို့တော်တော်လေးတော့ဒါကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပို့လည်းပြောရရင်တော့ဒါမျိုးကိုကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပို့လည်းပြောရရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဝေကြီးကျော်သွားလင်းသမီးမရမဟုတ်ဘူးတက်မတော်မှာရှိတဲ့ထိမင်းကောင်းဆောင်နေနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုသင့်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းက ဟိုသူတလူငါတမဲနဲ့ကိုကိုရိုင်းဘိုးကြဆုံမွေးဝါရခိုင်ထားတဲ့ပုံကူမျိုးဖြစ်တယ်အာနာရှင်စိတ်ရှိတဲ့သူတွေဖြစ်တယ်လို့ကျွန်တော်တို့တခါလေးပြောချင်ပါတယ်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ဒီတမရော်ကတမရော်ကဒီအရွယ်မရောက်သေးတဲ့စစ်သားလုတ်သွားတဲ့စစ်သားတစ်ထောင်လောက်ကိုပြန်ပြီးတော့သူတို့မိဘတွေဆိုပြန်လွတ်ပေးတယ်ဆိုတဲ့သတင်းလေးပါသတင်းလေးကိုသတင်းလေးပြောချင်ပါတယ်အဲ့ဒါလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဘာလို့လဲဆိုတော့တမရော်ကတစ်ချိန်လုံးတစ်ချိန်လုံးလူတွေကပြောတယ်တက်အဲဘယ်လိုခေါ်မလဲအဲစစ်သားလေးတွေပေါ့နော်စစ်သားလေးအသက်မပြည့်သေးတဲ့စစ်သားတွေကိုတမရော်ကအဲ တောက်လျှောက်တမတော်ကတမတော်စစ်သားတွေသုံးပြူနေပါတယ်သုံးပြူနေပါဆိုပြောနေကြတယ်အဲ့လိုပြောနေတဲ့ဟာကိုတမတော်ကကွန်ရဖောင်းလို့ပြနေတဲ့သဘောပဲပြီးတော့သူတို့တမတော်တွေမှာတမတော်တွေဝင်လာတဲ့စစ်သားတွေထဲမှာအကယ်၍အသက်မပြည့်တဲ့သူရှိတယ်ဆိုရင်ချက်ချင်းသူတို့ကဓာမျိုးတွေကိုပေါ်ထုတ်စုံစမ်းပေးတယ်ပြီးတော့ဟိုလူတွေပြောနေတဲ့ကိစ္စကိုသူတို့ကအရေးကြီးယူနေတာဝန်ယူပြီးတော့တရားလုပ်ပေးတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးကြီးအပြင်တမတော်ကတမတော်ကပြည်ပြန်ပြောင်းလဲရေးကိုအသက်အတန်တရားလုပ်ပေးနေတာတွေ့ရတယ်ဆိုတော့ဒါလေးကကောင်းတဲ့ကိစ္စပါအဲ့တော့တမတော်မှာဒီကလေးစစ်သားလို့ခေါ်တဲ့စစ်သားအငယ်လေးအသေးလေးရှိတယ်လို့ ပြောတော့ပြောကြတဲ့အခါမှာသူပြောတဲ့အတိုင်းပဲသူတို့ကလည်းသူတို့ကလည်းရှာဖွေဖုတ်ထုတ်ပြီးတော့ကလေးစစ်သားဖြစ်တဲ့ပုံစံတွေအကုန်လုံးပြန်ပြီးတော့ပြန်ပြီးပါတယ်ပြန်လွတ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့တက်မတော်အဲ့လိုလုပ်တယ်ဆိုရင်တိုင်းသားလက်နက်ကိုင်းလို့အမိခံထားတဲ့နော်အဖွဲ့တွေအဲ့ဒီဖွဲ့တွေကဘယ်လိုသဘောထားမလဲအဲ့ဒီဖွဲ့တွေကဘာလုပ်မလဲကျွန်တော်အဲ့ဒါကိုမေးခွန်းထုတ်အောင်ဖြစ်တယ်ဆိုကြပါစို့အဲ့ဒီဖွဲ့တွေကအဲ့ဒီဖွဲ့တွေကဒီဒီမှာတော့ KIA ပဲထောက်တော့ KIA မှာကလေးစစ်သားတွေရှိပါတယ် KIA မှာကလေးစစ်သားတွေရှိပါတယ်နောက်တစ်ခါ KNU မှာရှိပါတယ် TNL မှာရှိပါတယ် AA မှာရှိပါတယ် DKB မှာလည်း sorry DKA မှာလည်းရှိပါတယ် CNF မှာလည်းရှိပါတယ်အဲ့တော့သူတို့မှာလည်းရှိတယ်သူတို့မှာရှိတဲ့ခလစ်စတာတွေသူတို့ဘာလုပ်မှာလဲသူတို့မှာရှိတဲ့ခလစ်စတာတွေကိုသူတို့ဘာလုပ်မှာလဲဆိုတော့မေးပုံတော့ PDF တွေထဲမှာလည်းအတက်မပြေသေးတဲ့လူငယ်လေးများစွာအတက်မပြေသေးတဲ့လူငယ်လေးများစွာအာဘာပဲပြောအတက်မပြေသေးတဲ့လူငယ်လေးများစွာ PDF ဖြစ်နေအသက်ပေးနေကြတယ်အများကြီးရှိပါတယ်အဲ့တော့ဘာလို့တောင်းလို့ယူမလို့ဆိုတော့မေးပုံကိုကျွန်တော်တို့တော့မေးချင်ပါတယ်အဲ့တော့ ကျွန်တော်ကတော့ပွင့်လို့ပြောနေတက်မတော်ကဒီလိုမျိုးပြည့်ပြည့်ပြောင်းလဲလို့လာတဲ့ကိစ္စကိုအာ welcome လုပ်ပါတယ်။ဘာလဲပြီးတော့တက်မတော်လည်းဒီလိုပြည့်ပြောင်းလဲလုပ်ပြီးတော့လေဟိုသူ့ရဲ့သူ့ရဲ့ကိုကောင်းတဲ့တက်မတော်တွေဖြစ်လာအောင်ကြိုးစားနေကြအောင်တွေ့တယ်လို့ welcome လုပ်တယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဒီလောက်နဲ့ရပ်ရစီအားလုံးပဲဝိဇ္ဇာတွေရှိပါတိုက်ယူဖို့စေနာမထားဖို့တက်တာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလောကဒီနေ့ပြောနေတဲ့လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခမည်းဖြစ်နေလားဆိုတော့ပြန်လည်မင်းကုန်းတို့ဘာလို့ပြောရလဲတော့နိုင်ပါဗျာ